နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ9ရက်စနေနေ့ 145ခုမြောက်သောဆာလံပိုင်ငယ်တမရှင်အကျွန်ုပ်ဤရှင်ဘုရင်အကျွန်ုပ်ဤဘုရားသခင်ကိုရောကိုချီးမြှောက်ပါမိကဘာအဆက်ဆက်နာမရောကိုကောင်းကြီးပေးပါမိနာမရောကိုကဘာအဆက်ဆက်ချီးမွမ်းပါမိသာရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းပွဲ ဖြစ်တော်မူ၏ကြီးမြတ်တော်မူခြင်းကိုစစ်၍မကုန်နိုင် အမှုတော်တို့ကိုလူမျိုးအဆက်ဆက်တို့သည်ချီးမွမ်း၍ တကူတော်များကို ဟောပြောကြပါလိမ့်မည်ကျွန်ုပ်ဒီလေဘုံတကူအနုဘော်တော်ကို၎င်းအံဘွေတော်အမှုတော်တို့ကို၎င်းမွတ်ဆိုပါမည်သူတို့သည်ကြောင်းမွေဖွဲ့တော်အမှုတော်၌ပါတော်တကူကို မွတ်ဆို၍ကျွန်ုပ်ဒီလေကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကိုအောက်မေ့ပူရာမွတ်ဆို၍ဖြောင့်မတ်တော်မူခြင်းအရာကိုရှင်လန်းစွာသခြင်းဆိုကြပါလိမ့်မည် ထာဝရဘုရားသည်ယေရှုပြုတ်တတ်သောသဘောတနာဆောင်မတ်တတ်သောသဘောနှင့်ပြည့်စုံ၍ကန်ဒီတော်နှင့်ဂျူနာရောသည်အလွန်ကျွယ်ဝပါ၏ထာဝရဘုရားသည်ကြီးမြတ်၍အလွန်ချီးမွမ်းပွေဖြစ်တော်မူ၏145ခုမြောက်သောဆာလံအပိုက်3 ဝိညာဉ်ရေးရာရွေးချယ်မှုတစ်ခုပြမ်းမြလူတယောက်သည် တနေ့လျင်အချိန်150အထိဖုန်းကိုစစ်ဆေးသည် တမနစ်အတွင်းတစုံတစ်ခုကိုကျွန်ုပ်တို့အာယုံစိုက်နေတော်လဲ၎င်းသည်ကျွန်ုပ်တို့အတွက်အကျိုးရှိခြင်းမှရှိမည်ထိုအချက်ကို Tristan Harris လက်ခံသည် သူသည်ကျွန်ုပ်တို့ကို social media နှင့်မိတ်ဆက်ပေးခဲ့သောဤပညာတွင် ထိတ်တန့်ရောက်နေသူများ၏ အသံမှတ်တမ်းရုပ်ရှင်တွင်တဦးအပါဝင် ဖြစ်သည် သို့တော်လည်း၎င်းတို့ပြောပုံဆိုပုံများသည်ချီးမွမ်းသည်ထက်ကျွန်ုပ်တို့၏အဖြစ်မှန်ကို social dilemma ဟု ခေါ်ဆိုလျက်တတိပေးနေတကဲ့သို့ဖြစ်သည် ကျွန်တော်တို့ဟာ ထုတ်ကုန်တွေပါကျွန်တော်တို့ရဲ့စိတ်အာရုံဝင်စားမှုဟာကြောညာရှင်တွေစီရောင်းချလိုက်တဲ့ထုတ်ကုန်ပါပဲအဖိုးတန်သည် သို့မဟုတ်ထိုက်တန်သည်ဟု မိမိယုံကြည်သောအရာအပေါ်ကျွန်ုပ်တို့အာယုံစိုက်တတ်ကြပါသည်အမှန်စင်စစ် ကျွန်ုပ်တို့ကိုးကွယ်နေသော အရာအပေါ်ကျွန်ုပ်တို့အာယုံစိုက်အလေးထားသည်ပဲထိုအကြံ့ရိုက်မှုဆိုသောစကားလုံးသည် ရွေးချယ်မှုတစ်ခုပြုလို့ရမည်အခြေအနေတစ်ခုကိုညွှန်ပြနေပါသည်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကျွန်ုပ်တို့၏ဝိညာဉ်ရေးအသက်တာတွင် ထိုသို့သော အကြံ့ရိုက်မှုကို ကြုံတွေ့နေရသည် ကျွန်ုပ်တို့မည်သူသောမဟုတ်မည်သည့်အရာကိုအာယုံစိုက်မည်နီဟုသည့်ရွေးချယ်မှုကို ကျွန်ုပ်တို့နေ့စဉ်လှောက်ဆောင်နေရပါသည်တနည်းအားဖြင့်မည်သူသောမဟုတ်မည်သည့်အရာကို ကိုးကွယ်ရန်ရွေးချယ်မည်နီဟု၍ဖြစ်သည်ဆာလံဆရာက ကိုတော်ကိုနေ့တိုင်းအစဉ်ကောင်းကြီးပေးပါမည်နာမတော်ကိုကဘာအဆက်ဆက်ချီးမွမ်းပါမည်ဟုသူ၏ရွေးချယ်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်ဆက်လက်၍ထို့သို့ရွေးချယ်ခဲ့သည့်အကြောင်းပြချက်ကိုထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းပွေဖြစ်တော်မူ၏ကြီးမြတ်တော်မူခြင်းကိုစစ်၍မကုန်နိုင် အပိုက်၃ခုနောက်ဆက်တွဲအခန်းနှင့်ဖော်ပြခဲ့သည်ဆာလံဆရာသည်ဖျားသခင် ကြီးမြတ်တော်မူခြင်းကိုမြည်သည့်အရာနှင့်မျှနှိုင်းရှင်၍မရကြောင်းကိုယုံကြည်သောကြောင့်ဖျားသခင်ကိုသာ သူအာယုံပြုခဲ့သည် ဖျားသခင်နှင့်ဖျားသခင်တပါးဒီသာလျင်ကျွန်ုပ်တို့၏ချီးမွမ်းခြင်းကိုခံတိုက်ပေသည်ဆူတောင်းခြင်းသို့မဟုတ်ကျန်းစာဖတ်ရှုခြင်းနှင့်ဆန့်ကျင်ဘက်အနေနှင့် သင်မြည်သည့်အရာများအပေါ်အာယုံရောက်နေပါသည်။ဤပညာသည်သင်၏ကိုယ်ွယ်ရာဖြစ်မလာအောင်မြည်သည့်အပြောင်းအလဲများကိုပြင်ဆင်လှုပ်ဆောင်မည်နီ။ချစ်တော်ဘုရားသခင်ကိုတော်တပါးသီးသာလျှင်ကျွန်ုပ်တို့၏ချီးမွမ်းခြင်းနှင့်ထိုက်တန်ပေ၏။ဘုရားသခင်နှင့်အဘယ်အရာကမှမရှင်နိုင်ပေ။ နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။